ကိုရိုင်းစလင်းမြို့နယ်မှာမရင်ကျင့်ခံရတဲ့ចောင်းသူလေးရဲ့ဗီဒီယိုကိုဒီလိုတက်တော်တွေပေါ်မှာပေါ့နော်တွင်တွင်ကြဲကြဲနဲ့ရှင်တို့စီးပွားဖြစ်လှုပ်ရှားနေကြတဲ့သူတွေကိုလေကျမမသိလို့မေးချင်တာပါရှင်တို့အဲ့ဗီဒီယိုတစ်ပုဒ်ကလေရှင်တို့ဘဝကိုလေตายาအေးချမ်းသွားအောင်တိတ်ကိုငွေကိုလေရာနဲ့ချီရတာလားထောင်နဲ့ချီရတာလားရှင်တို့ဘဝတစ်ခုလုံးနေမပူမပင်လောက်တဲ့ငွေကြေးတွေရလားမရနိုင်ဘူးလေ နော်ရတယ်ဆိုရင်တော့ရှင်တို့ရဲ့ကျေးဇူးရှင်ပေါ့နော်ဒီကလေးမလေးရှင်တို့ကျေးဇူးရှင်ဖြစ်သွားပြီဒါပေမဲ့ကျမပြောပြတာကွာဒီလိုမျိုးငွေကြေးနဲ့မရနိုင်ရှင်တို့အတွက်လည်းဘဝကြီးပြောင်းလဲပေးနိုင်တဲ့ငွေကြေးပမာဏမရှိဘဲနဲ့ဘာဖြစ်လို့လူတစ်ဖက်သားရဲ့ဘဝကိုထပ်ပြီးတော့ရုံမှန်နေကြရတယ်လို့ကျမပြောပြမယ်ဒီမြန်မာနိုင်ငံမှာဒီလိုဗီဒီယိုတွေလေးပေါက်သွားတာတွေလေးအဲ့လိုမျိုးတွေ အများကြီးกว่าလူတွေမိန်းကလေးတွေအများကြီးဒါပေမဲ့မတူတဲ့အချက်ကကြတော့ကြံတဲ့ဗီဒီယိုတွေကတော့သူတို့တွေအာဒါသူတို့နှစ်ဦးသဘောတူဟိုဖြစ်ပြီးတော့မှဒီဗီဒီယိုကတစ်ဖက်ကယုံမာပြီးတော့ဖြန့်လို့ပြန်သွားတဲ့ဗီဒီယိုတွေရှိတယ်တချို့တလေကလည်းကိုယ်တိုင်ရိုက်ပြီးဖြန့်တဲ့လူတွေရှိတယ်ဒါပေမဲ့ဒီကလေးမလေးကကြတော့မတူဘူးလေဒီကလေးမလေးကတကယ်မတရားယုံမာခံပြီးမဒိန်ကျင့်ခံရတာကွာအဲ့တော့ဗီဒီယိုကလုံးဝ အရှိမအရှိမအရန်ပေါက်သွားခဲ့တဲ့ဗီဒီယိုတွေအဲ့လိုမျိုးအမျိုးမျိုးပေါက်ကြားခဲ့တဲ့ဗီဒီယိုတွေနဲ့မတူဘူးလေဟုတ်တယ်မလား तू ကမရင်းကျင်ခံရတာလေပြီးတော့မရင်းကျင်တာမှလေးယောက်ကမရင်းကျင်တာနော်လေးယောက်တည်းတည်းမရင်းကျင်တာပြီးတော့သူ့ရဲ့အသက်ကမပြည့်သေးဘူးအရန်ငယ်သေးတယ်တကယ်အသက်ငယ်ငယ်လေးအထက်တန်းကျောင်းသူလေအဲ့ဒါကိုဒီမရင်းကျင်တဲ့အပြင်ကိုထပ်ပြီးဒီဗီဒီယိုကိုအွန်လိုင်းပေါ်မှာထပ်ဖြန့်တာလဲခံရတယ်နော် အဲ့ဒါကိုရှင်လုံးဝပါထပ်ပြီးဒီဗီဒီယိုနဲ့အတူထပ်လုံစားနေကြတယ်ကျမတွေးကြည့်ပြီးတော့တနာပါလေဒီကလေးမလေးရဲ့ဘဝလေးသူ့မလေးဒီ၄ယောက်ရဲ့မရင်းကျင်တာရောရုပ်မာတာရောအွန်လိုင်းပေါ်မှာထပ်ပြီးအဆက်ခွဲတာခံရတဲ့ပြင်ရှင်တို့တွေရပါဒီလိုမျိုးသူတစ်ပါးရဲ့ဘဝနဲ့ရင်းမိရထားတဲ့နော်ဒုက္ခကိုရှင်တို့ကထပ်ပြီးရောငွေကြေးနဲ့ပြန်ပြီးစီးပွားရှာတယ် ကျမရဲ့ကွန်မန့်နေအောင်မှာကျမ post ခဲ့ကွန်မန့်နေအောင်မှာလေအဲ့လိုကွန်မန့်နေလာမှန်းတိုင်းကျမကတော့ဒိုင်ငံဖြတ်တယ်ထားမှန်မထင်နဲ့နော်ဒိုင်ငံဖြတ်တယ်ပြီးတော့ကျန်တဲ့သူတွေရဲ့မှာလဲကွန်မန့်နေတောင်မှာလဲရှင်တို့တွေဒီဟာကိုတွင်းတွင်းကြဲကြဲကိုကြော်ညာနီးမျိုးစုံနဲ့စလင်းမျိုးကမနေချင်းခံတဲ့ကောင်မလေးရဲ့ဗီဒီယိုမကြည့်ရသေးရင်ကြည့်လိုက်အာဘလို့ပုံစံအာရှင်တို့တွေရာလေတကယ်ကွာမသိရင်ဟိုရုပ်ရှင်စကားတပုတ်ကိုကြော်ညာနေတယ်လို့ကြော်ညာပေါင်းမျိုးမျိုးစုံနဲ့ရှင်တို့ကြော်ညာပြီးဒီဟာကိုကြည့်ဖို့အတွက်ကိုရှင်တို့တွေလုံနေကြတာ ပြီးတော့လည်း online မှာလည်းမောတစ်တော့မှာလည်းတွင်တွင်ကြဲကြဲကိုရှင်တို့ကြော်ညာပြီးတော့ဒါကြီးကို marketing စင်းနေရကွာရှင်တို့ပြန်တွေးကြည့်ပါတနာပါတယ်ငကိုကလေအဲ့လိုပေါက်ကြားခဲ့တဲ့ဗီဒီယိုတွေနဲ့ဒီဗီဒီယိုတွေကမတူပါဘူးမတူပါဘူးဘာဖြစ်လို့လဲဆိုတော့ကျင်တဲ့ဟာတွေကကြတော့နှစ်ဦးသဘောတူတော့မှနှစ်ဦးသဘောတူဖြစ်ပြီးတော့မှပေါက်ကြားခဲ့တယ်ဒါကကြတော့မတရားနိုင်ကျင့်ခံရတာကွာအသက်ကငင်းငင်းလေးရှိသေးတယ်တနာပါတယ်ပြန်တွေးကြည့်ရန်